မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာ AA နဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများပြင်းထန်လာတဲ့အချိန်ကြောက်ဖြူစီမံကိန်းကတရုတ်နိုင်ငံသားများဟာပြောင်းရွှေ့မှုတွေလှုံ့ဆော်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုနှစ်ဆန်းပိုင်းကစတင်ပြီးတော့အေအေနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲများဒဇတဲ့ဒဇပုံမှုပြင်းထန်လာတဲ့အချိန်အခုဇွန်လဇန်းပိုင်းကစတင်ပြီးတော့ကြော့ဖြူစီမံကိန်းကတရုတ်နိုင်ငံသားတချို့ဟာအပြောင်းအရွှေ့တွေလုံဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကုမ္ပဏီအုပ်ချုပ်မှုထိပ်ပိုင်းတရုတ်နိုင်ငံသားတချို့ကတော့လုပ်ငန်းခွင်ကနေထွက်ခွာနေတာရှိပါတယ်။အားလုံးတော့မဟုတ်သေးဘူး။အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ကုမ္ပဏီထိပ်ပိုင်းတရုတ်တချို့တော့ပြန်ပြီးထွက်ခွာတာတွေရှိတယ်။ ဒီအပိုင်းအတွင်းမှာပဲအပြောင်းရွှေ့တွေခက်ဆိတ်ဆိတ်မြင်နေရပါတယ်။ရွှေ့လို့ရတဲ့အချိန်ရွှေ့ပြောင်းတယ်လို့ယူဆရတယ်လို့ကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်တလောကြောက်ဖြူမြို့နယ်ဒညဝတီရေတပ်စခန်းဌာနချုပ် OGD ဆက်ရုံဝင်ရဲတပ်ရင်32အနီးတို့မှတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်စီကစစ်အင်အားဖြည့်တင်းမှုများစစ်ကြောင်းထုတ်မှုများကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ကြောက်ဖြူအထူးစည်းဝါးရေးဇုံရဲ့လုံခြုံရေးအတွက်စစ်ကောင်စီနဲ့တရုတ်ကုမ္ပဏီတို့ပါဝင်တဲ့လုံခြုံရေးအဖွဲ့ကိုပူးတွဲဖွဲ့စည်းထားပြီးတော့ကြောက်ဖြူအထူးစည်းဝါးရေးဇုံစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဘိုးချုပ်ကျော်ရွှေထွန်းနဲ့တရုတ် CITIC Group Company ကတာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်နည်းပညာရှင်များပါဝင်တယ်လို့သိရပါတယ်။ဒါပေမဲ့လုံခြုံရေးဆောင်ရွက်မှုမှာစစ်ကောင်စီကသာဦးဆောင်ပြီးတော့ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ လုံခြုံရေးပူးတဲ့အဖွဲ့ဖွဲ့ထားတာရှိပေမဲ့စစ်ကောင်စီဘက်ကအဓိကဥဆောင်ပြီးတော့လုံနေတာကိုတွေ့ရပါတယ်တရုတ်တွေတော်တော်များများကတော့ဤပညာနဲ့စိုက်ဘာလုံခြုံရေးကျွမ်းကျင်တဲ့သူတွေပါဝင်တာများတယ်လို့ကြော့ဖြူစီမံကိန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိမှာ AA ကရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း18မြို့နယ်ရှိတဲ့ထဲကစစ်တွေကြော့ဖြူနဲ့မန်အောင်မြို့၃မြို့ကလွဲပြီးတော့မြို့နယ်များအလုံးမှာ AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနဲ့ကြိုက်ထုတ်မျိုးမှရဲစခန်းကဒူရဲအုပ်ဝင်းကြိုင်ဟာမိမိကိုယ်ကိုတနက်နဲ့ပြစ်တတ်ပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဒူရဲအုပ်ဝင်းကြိုင်ဟာပြီးခဲ့တဲ့ဇွန်လ၈ရက်နေ့မနက်၈နာရီအချိန်လောက်ကရဲစခန်းအတွင်းမှာရှိတဲ့နေအိမ်လိုင်းကမ်းမှာတယောက်တည်းရှိနေတဲ့အချိန်သူ့ကိုယ်သူတနက်နဲ့ပြစ်တက်ပြီးတော့အဆုံးစီရင်သွားတယ်လို့သိရပါတယ်ရဲစခန်းနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရာဒူရဲအုပ်ဝင်းကြိုင်ဟာစစ်တပ်အရာရှိပိုင်းနဲ့နီးစပ်သူမိသားစုဝင်တအူးကိုဖမ်းဆီးပြီးတဲ့နောက်ငွေကျပ်300တောင်းခံခင်းမှုနဲ့ပတ်သက်ပြီးတော့စစ်တပ်ကဖြေရှင်းပေးဖို့ဖိအားပေးနေမှုအပေါ် ဖြေမရှင်းပေးနိုင်ပဲတက်သေးသွားတာလို့သိရပါဗျ။လူရဲကိုဝင်းကြိုင်အဆုံးစီရင်မှုအပေါ်ရဲတပ်ဖွဲ့ဘက်ကကြိုက်ထုံမျိုးအဝင်မျိုးဆောင်လမ်းအနီးလိုင်စင်မဲ့ကားဖမ်းဆီးတဲ့အချိန်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေဘက်ကလာရောက်ပြတ်တက်သွားတယ်ဆိုပြီးတော့သတင်းအမှားတွေလွှင့်ထားတယ်လို့သိရပါဗျ။လူရဲကိုဝင်းကြိုင်ဟာနေထိုင်ခေါင်းဆောင်တအုပ်ဖြစ်ပြီးတော့ဒေသခံတွေအပေါ်ကိုဖမ်းဆီးငွေညစ်တာမသိနားမလည်တဲ့သူတွေကိုလည်းနီလန်းပေါင်းစုံတုံးပြီးတော့ဖမ်းဆီးငွေညစ်မှုတွေအများကြီးပြုလုပ်ထားတာကြောင့်သူတေဆုံးမှုကိုမြို့ကအများစုက ဝမ်းသာနေကြတယ်လို့ပြောပါတယ်။သူရဲဝင်းကြိုင်တက်တည်မှုနဲ့ပတ်သက်ပြီးတော့မြို့မရဲစခန်းမြို့နယ်ရဲမှုတို့ကိုပြည်내ရဲမင်းကြီးကစုံခုံဖွဲ့ပြီးတော့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။တက်တည်သွားတဲ့ဒူရဲဝင်းကြရဲ့နာရီကိုတော့ဇွန်လ10ရက်နေ့ညနေပိုင်းမှာပြုတ်လုသွားမယ်လို့ရဲစခန်းနဲ့နှိဆက်သူတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှိတဲ့73မိုင်စစ်စခန်းကြောင်းလုံးကြီးစခန်းနဲ့စစ်တပ်စစ်ကြောင်းတို့ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်တောင်မြို့နယ်တန်တောင်လိပ်တူတောင်ငူလမ်းပိုင်းတနေရာမှာဧပြီလ23ရက်နေ့ညနေ4:40မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲမေလ6ရက်နေ့မွန်လွဲ2:19မိနစ်အချိန်မှာတန်တောင်မြို့မှာရှိတဲ့စက်3မိုင်စက်ခန်းကို60မမလက်နဲ့ကြီးများနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား3ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အလားတူပဲမေလ17ရက်နေ့မနက်09:52မိနစ်က လည်းတောင်ကိုလိတ်တူလမ်းမိုက်မှာရှိတယ် ကျောက်လုံးကြီးတပ်စခန်းကို40မမနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ဒါအပြင်မေလ12ရက်နေ့ညနေ3:10မိနစ်ကလည်းကျောက်လုံးကြီးစခန်းကနေထွက်လာပြီးတော့လမ်းကင်းယူနေတဲ့အကြမ်းဖက်စစ်သားများကိုစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။မေလ28ရက်နေ့မနက်7:30မိနစ်အချိန် မှာကျောက်လုံးကြီးစစ်တပ်စခန်းကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးပြီးနှစ်ဦးဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ အပြန်အလှန်သဘောမျိုးမဟုတ်ပေမဲ့စစ်ခွေးတွေရဲ့ထုံးစံအတိုင်းလက်နက်ကြီးတွေနဲ့ရန်တန်ထုတာတော့ရှိပါတယ်သူတို့လုတ်တက်တာလဲဒါပဲရှိတယ်လေပြည်သူတွေအနေနဲ့အာတင်းပေးထားကြပါရောင်လီလာတော့မှာပါအထူးသဖြင့်လူငယ်အမျိုးသားတွေစစ်မှုထမ်းမပအောင်လို့အတက်နိုင်ဆုံးရှောင်ရှားနေထိုင်ကြပါလို့ People Defense Force တန်တောင်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစကြိုင်မြော်နယ်ကော့ကရိတ်မြို့နယ်အစမှာရှိတဲ့ပန်ရက်ကျေးရွာနေအိမ်စာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ကလင်းငယ်တအုပ်အပါအဝင်၄ဦးတင်ဆုံမှုဟာ နေရက်လိပ်စာအတိအကျနဲ့ဒလန်သတင်းပေးမှုကြောင့်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့မွန်းလွဲ2နာရီခွဲအချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းမဆက်တက်ကပန်ရက်ခြေရွာအတွင်းမှာရှိတဲ့နေအိမ်စာတင်ချောင်းကိုလေရင်နဲ့ဘုံသုံးလုံးကျဲချခဲ့တယ်လို့သိရပါဗျ။ဘုံကျဲချမှုကြောင့်ကလေးငယ်တအူအမျိုးသားတအူနဲ့အမျိုးသမီးနှအူစုစုပေါင်း၄ဦးတေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလက်ရှိတည်ထားတာက ဘုံကျဲခံရတဲ့ကိစ္စကထွေဦးစည်းကနေပြီးတော့နေရက်လိမ့်စာအတိအကျနဲ့စာတင်တဲ့အချိန်ကိုပါစစ်တပ်စီကိုသတင်းပို့ရာကနေဘုံကျဲခံရတာပါသတင်းပေးတဲ့သူကထွေဦးစည်းမင်းကိုငယ်ဖြစ်ပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်လက်ရှိဒဏ်ရာရရှိသူပြည်သူ35ဦးနဲ့အထက်ကိုလည်းစေယုံတင်ပြီးကုသပေးနေရပြီးတော့အသက်အန္တရာယ်ဆိုးရင်ရတဲ့သူတွေလည်းပါတယ်လို့ပြောပါတယ်အချမ်းဖတ်စစ်ကောင်စီရဲ့လေချောင်းကနေဘုံကျဲတိုက်ခတ်မှုကြောင့်နေအိမ်၃လုံးလည်းထိခိုက်ပျက်စီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်ကယားပြည်နယ်ဖဲကုံအရှိတ်ဘက်ချမ်းမှာစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ကြောင့်ဆောင်းတန်းခဲရွာကရွာလုံးကျွတ်တင်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကြီးတွေနဲ့လည်းတအားကိုထုနေတယ်စစ်ကြောင်းကလည်းတဖြည်းဖြည်းနဲ့ရှေ့ကိုတိုးလာတယ်တအားကိုကြောက်ရတော့ဒီအထိကိုပြေးလာရတာဘောလို့စစ်ရှောင်းတုံးကပြောပြထားပါတယ်။မနေ့ကညပိုင်းကဆောင်းတန်းခဲကြီးရွာမှာရှိတယ်ကရန်ပြည်သိက်ဂိတ်အနီးကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရဲဘော်၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ ဖဲကုံအရှိတ်ချမ်းမှာစေကောင်စီနဲ့ PNO ပြည်သူ့စစ်ကအင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေပြီးတော့ခြေရွာတွေအတွင်းကိုလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုပြုလုပ်လျက်ရှိတယ်လို့သိရပါဗျ။စောင်းနှန်းခဲကပါတော့မယ်ထင်တယ်လို့တော်လိုင်းရဲဘော်တို့ကမှတ်ချက်ပြုထားပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစေကောင်စီနဲ့ PNO ပြည်သူ့စစ်များကတော်လိုင်းအဖွဲ့များလေးနှစ်ကြာဆုံးဖို့ထားတဲ့ဖဲကုံအရှိတ်ချမ်းကရေးဘူး၊ဖျားတောင်၊တောင်ပုတ်ခွဲ၊နန်းတုတ်စတဲ့နေရာများကို စစ်ကြောင်းထိုးပြီးတော့တင်းယူထားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်နဲ့ PNO တို့ကဒေသခံများရဲ့နေအိမ်များကိုမိရှုဖျက်ဆီးမှုများရှိနေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းဒိုင်ဦးမြို့နယ်ခမရ440တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်နှက်လက်နဲ့လက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ၈ရက်နေ့ဒိုင်ဦးမြို့နယ်ခမရ440တိုက်ရင်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲအများနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဗျူဟာ20ခုံကုန်ဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါဗါးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာအကြမ်းဖက်စစ်တပ်ရဲ့အတိအဓမ္မတပ်သားစုဆောင်းခံရသူများဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်၃နဲ့စစ်မှုထမ်းအပတ်စဉ်၈ကစစ်မှုထမ်းတင်နန်းစင်တပ်သားတဲ့များဖြစ်တယ်လို့သိရပါဗါးပြည်သူတွေကနေတစဉ်ဗျူဟာထောက်လန်းရေးတွေကိုဆက်သွယ်ပြီးတော့ရောက်ရှိလာကြတာဖြစ်ပါတယ်အလင်းဝင်လာတဲ့သူနှစ်ဦးကစစ်မှုထမ်းတပ်သားတဲ့တွေပါပဲ အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေကမခွေးကတက်ရောက်နဲ့ရန်ကုန်ကတက်ရောက်ပါအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေကစစ်မှုထမ်းတင်တန်းအပတ်စဉ်ကတော့အပတ်စဉ်၃မြင်းဆောင်၂024နဲ့အပတ်စဉ်ရှင်းမြင်းဆောင်2024ကပါအပတ်စဉ်တော့မတူကြဘူးစစ်မှုထမ်းတပ်သားတွေကစစ်မှုထမ်းတင်တန်းကို၃မြင်းဆောင်2024ကဘာထူးမှရှင်းမြင်းဆောင်2024ကဂျိုးပြူမှာတင်တန်းတက်ရောက်ခဲ့တာပါ နှစ်ယောက်စလုံးကပေါ်တာဆွဲခံရတာပါတယောက်ကဈေးဝယ်ထွက်ရင်းနဲ့ပေါ်တာဆွဲခံရတာနောက်တစ်ယောက်ကနေအိမ်မှာညဘက်ဆွဲခံရတာပါအလင်းဝင်ရောက်လာတဲ့စစ်မှုန်းတပ်သားတဲ့နှစ်ဦးစလုံးကိုဂုံပြုစုငွေတွေချင်းမြင့်သွားမှာပါလို့အမတ်နဆက်ခေါ်စစ်ပြူဟာနဲ့တမဟာတက် PDF တာဝန်ခံကိုအင်းမင်းထွန်းကပြောပြထားပါတယ်အလားတူပဲမွန်ပြည်နယ်ရေးမြို့နယ်ခလိုက်ရ299ကစစ်မှုန်းတပ်သားတဲ့ဈေးဈေးအောင်နဲ့ညီညီတက်တို့နှစ်ဦးဟာလဲလက်နက်ခဲယမ်းများနဲ့အတူရေးပြောက်ကြတဲ့ ဒေါနာစစ်ကြောင်းနှစ်ထန်းကို MA1 တနက်တလန်ကြီပေါက်၄ခု G123000 လို့နဲ့အတူအလင်းဝင်ရောက်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ